အာနာသိမ့်ဒီနောက်ငွေကြေးဖောင်းပွားမှုအစမတန်မြင့်တက်လာပြီးနောက်ဒီနှစ်2025ထဲကစလို့ငွေကျပ်20နဲ့50တန်တွေအတုံးပြုတ်မှုမရှိတလို့ဖြစ်လာပြီးပျောက်ွယ်လာနေတယ်လို့ကုန်စုံဆိုင်အတိုင်းဝိုင်းစီကသိရပါဗျ။လက်ရှိကုန်စုံဆိုင်တွေမှာငွေကျပ်50တန်ကုန်ပစ္စည်းတွေမရှိတော့ဘဲအနှိမ့်ဆုံးတရားတန်သာရှိတော့တယ်လို့ကုန်စုံဆိုင်ပိုင်ရှင်တွေကပြောပါဗျ။ အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့ကစင်ချေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ရွှေပြည်သားမှာကုံဆုံဆိုင်ပိုင်ချက်မျိုးတပီးတူကအခုလိုပြောပါရစေ။အတော့တော့တရားတယ်မဲတရားတယ်တော့မှကိုမလေးတရားတယ်လေးတွေ့တာမှာဈေးတုပ်ကလေးအတရားတယ်လေးတွေတရားတယ်90တန်း200တန်း90တန်းရှိတော့တရားတယ်200တန်း300တန်းအဲ900တန်း900တန်းလေးပဲမလေး90တန်းမရှိတော့90တန်းကမရှိတော့ဆက်လိုက်တလိုက်တော့မှကိုကနကနေတလိုက်ကို200 မနက်ကနေ့လေးနေရနောက်ပြီးတော့ဟိုပါလဲဆက်လိုက်ရတရားတရားနေ့ရှိရင်ဟိုမှာတရားနေ့ရှိရင်ငကယ်ညီတို့ဘာတို့ကနှင်းစီတို့က200ဖြစ်သွားပြီ။ဘာပြည့်တလေးက900သေးတယ်အကုန်တက်တယ်ရမယ်။တဖက်မှာလေစစ်ကော်မရှင်ကလာနေရှိပြီးတိပကလည်းကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်ပင်ထားတာကြောင့်ပစ္စည်းပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကုံပစ္စည်းလက်လီလက်ကရောင်းချနေသူတွေစီကသိရပါဗျ။အရက်တွေဆိုရင်ဟိုကမေရ၊ဒီကမေရ။အခုဆိုရင်တိုက်ကားတွေရန်ရန်ဝါလား။တိုက်ကားတွေရန်ရန်ဝါလား။အခုကုမ္ပဏီကတော့မတစ်ဖက်ပဲရတယ်။ကုမ္ပဏီကတော့တစ်ဖက်ပဲရတာ။အခုတိုက်ကားမဲတွေတဲဖို့လေ။မဲတွေမဲတွေ။အမှတစ်ခုကြီးပဲ။သူတို့စီကမတဲပေးသေးဘူး။ဟိုကပြည့်တဲ့နေလို့လည်းမတဲပေးသေးဘူး။ထဲ့တော့မဲတော့ထဲ့တယ်လေ။ဒီမှာ ဟာလူရက်လာပြီဆိုတော့လဲပေးရတာလေသူရက်ကြတိတိလို့လေနောက်တစ်ပတ်မှလဲပေးပါမယ်ဆိုရင်နှစ်ပတ်သုံးပတ်ရှိနေတိုက်ကားက900ဟိုဟာဟိုဟာတန်မှုအတူကဟိုဟာ3300အဲတန်မှုရှေ့က4000နဲ့200ဟမ် ABC ကဘူး3500ပတင်းကအရင်က9500ရောင်းတာအခု ABC ကအရောင်းဟိုဟာညော့သွားတော့အဲ့ဒါ9000နဲ့ပြန်ရောင်းတယ်မြတ်ဆိုင်9500ရောင်းတယ်အဲ့ဒီဘီယာဆိုင်နေပါညာလေးက ကြီးရကုန်းတက်တာပါမီးရောင်ကုန်းလာတယ်ဟဲ့မီးရတဲ့အခုဆိုလို့ရှင်ဟိုအားပြက်ဒီအားပြက်ဟိုပစ္စည်းမှရင်ပြက်ဒါကြောင့်ကုန်ပစ္စည်းစိမ်းတော်တွေဟာဆက်တိုင်မြင့်တက်နေပြီးအခြေခံစားတောက်ကုန်တွေဖြစ်တဲ့စန်စီစားတို့အပါအဝင်ဆေးဝါးစည်းတွေနဲ့မုန့်ပဲတရေစားစည်းတွေလည်းငဆလာမြင့်တက်လာတယ်လို့ဆိုပါတယ်တတတာကတော့ပြောမပြောချင်တော့ပါဘူးအစိုးဆုံးကတော့တက်စည်းနဲ့ပေးဝယ်ရှင်တော်ပစ္စည်းပြတ်တဲ့ပြဿနာပဲအခုအချိုရည်တွေပြတ်တော့မယ် လောင်ထားနိုင်တဲ့တူတွေကတော့အတော်ကြိုက်တယ်။ကျွန်တော်တို့ကတော့မလောင်ထားနိုင်ပါဘူး။အဲ့ဒီတော့ရှိတာလေးပဲရောင်းနေရပါတယ်။ဒါမှမရောင်းရင်လည်းဘာမှလှုပ်ရှားလို့မရတော့ဘူးလေ။ဒါလေးလုံးမှသမင်းနဲ့မှန်ပါလို့ရန်ကုန်မြို့ကကုံစုံဆိုင်ပိုင်ရှင်တဦးကပြောပါရယ်။စစ်တပ်အာဏာမသိမီ2023ခုနှစ်နစ်ဆန်ပိုင်းကာလအတွင်းမြန်မာနိုင်ငံမှာငွေကြေးဖောင်းပွားမှုနှုန်းဟာနေ့တသမ6.1ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ဒီနေ့2025ထဲမှာတော့ 34ရာခိုင်နှုန်းအထိမြင့်တက်လာပြီးပြည်သူတွေပုံမို့ကြက်သေးလာတယ်လို့2025ဇွန်လလယ်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ကမ္ဘာပံရစီးပွားရေးအစီရင်ခံစာအတရာသိရပါတယ်။ကမ္ဘာပံရချက်လက်တွေကအဲ့ဒီလို့ဆိုပေမဲ့ကြီးခဲ့တဲ့2024ခုနှစ်မှာအရင်စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကနောက်ဆုံးထုတ်ပြန်ထားတဲ့ငွေကြေးဖောင်းပွားမှုနှုန်းကတော့25.33ရာခိုင်နှုန်းသာရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဇွန်လ12ရက်ကထုတ်ပြန်ခဲ့တဲ့ကမ္ဘာပံရဲ့အစီရင်ခံစာကတော့မြမငွေကြေးပေါင်းပွားမှုနှုန်းဟာ2025ခုနှစ်ဧပြီလအထိတနစ်တာအတွင်း34.1%ညခိုင်နှုန်းအထိရှိခဲ့တယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာပြည်တွင်းပဏိပခများလက်စစ်တပ်အားပြတ်တောက်မှု ကုန်တွယ်ရေးနဲ့နိုင်ငံခြားငွေကြေးလဲလှယ်မှု နုံထားကန့်တတ်မှုတွေနဲ့အတူစိန်ခေါ်မှုကြီးဖြစ်ခဲ့တဲ့ငလင်ဘေးနောက်ဆက်တွဲကြက်တွေကြောင့်ဖြစ်တယ်လို့ကမ္ဘာဘဏ်ကပြောထားပါတယ်။ငွေကြေးဖောင်းပွားမှုကြောင့်အချိန်ကာလတစ်ခုအတွင်းကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့ဈေးနှုန်းတွေမြင့်တက်လာစေမှာဖြစ်ပါတယ်။အဲ့ဒီအချိန်တွေမှာငွေကြေးပမာဏတစ်ခုဟာပုံနေတဲ့ကုန်စည်နဲ့ဝန်ဆောင်မှုကိုဒါရယူနိုင်မှာဖြစ်ပြီးကုန်စည်နှုန်းတက်ကငွေရဲ့ဝယ်လိုအားလျော့ပါပြီး ငွေကြေးတန်ဖိုးကျဆင်းမှုကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။